ဲယုံနဲ့ဟင်းအိုမှာအာမနာနာအိုကသွားမရှိလို့ညံ့ညွတ်ကြိုက်တာလက်ခံနိုင်တယ်။ကဲမှာစဆုံနာပေါ့နော်။အဲ့ကမှာဆူကဟိုအချောင်းမဆိုပေမဲ့ပြောအားလုံးပြောကြအချောင်းမအချောင်းမအချောင်းမလို့မဟုတ်ဘူး။တကယ်မိခင်တယောက်ရဲ့မေတ္တာတွေဟိုလုံးဝပေါ်လွင်နေတယ်။စင့်လို့တတ်ကြအိုကကောသမီးအွယ်နူးနူးထွက်ထွက်ကလေးကိုတနာဆိုင်မမွေးသေးပါဘူး။ကံကြတဲ့ရလာရက်ကြောရဲ့ ြည့်တဲ့သူကတော့မှသူ့ဟိုအချောင်မေးရသမီးလေးကိုမွေးစားလိုက်တယ်ဆိုတော့ဥလုံးဝမရဘူးတကယ်မိခင်တယောက်အမေမိန်းမတယောက်လို့ကိုသူ့ကိုမြေဝါလောက်အောင်ကိုထတ်တောင်မိသွားတယ်လူကြည့်တော့ဂျိုင်တိုင်တိုင်နဲ့ဒီလူစရာအိုကကညပြိုစိုက်စရာလားညံ့တာပြန်ကြက်ကတော့လက်ဖို့တိုင်မယ်အဲ့လောက်ထိကိုသူတရုပ်ဆောင်နိုင်တယ်အဲသူ character ကိုချိန်နိုင်တယ်တကယ်စိုးကိုလည်းတကယ်အရင်ချီးကျူးရဲ့ ဘုံမှာပြနေပြီထွေလာပြနေရဟုတ်ကဲ့အဲကာလီယာတော့ပြောရမယ်ဆိုရင်ထက်တွဲရုပ်ရှင်ကားကြီးအနေနဲ့ပြောရမယ်ဆိုရင်အဲခေါင်းဆောင်မင်းသမီးအနေနဲ့အပထမဦးဆုံးအဲဘယ်လိုပြောမလဲလုတ်ကွက်လဲရတဲ့စကားတကားလို့ပြောလို့ရတယ်ပေါ့နော်အဲပြီးသမီးဆိုးမှလို့ပေါ့ထက်ရဲ့ character ကိုအဲရုပ်ရှင်နာမည်တက်ပြီးသမီးဆိုး ရှိပုံအေးရသမီးဆိုတည်ပြီးတော့ကိုယ်စက်အနေနဲ့ရိုက်ပြီးသားသူပဲခက်တင်မပြားကြီးဆိုတာလည်းအာတရဲ့ character ကိုမူတည်ပြီးတော့ခေါင်းစဉ်တက်ပေးထားတဲ့ရုပ်ရှင်ကအနေနဲ့ဆိုရင်တကယ်မမရရရိုက်ထားတဲ့ရုပ်ရှင်ကလေးဖြစ်ပါတယ်ပြီးတော့အမတရပြောရမယ်ဆိုရင်အဲ့ကားကိုထက်ကလက်ခံတော့ဟာဆိုလို့ရှိရင်ဟာသကအနေနဲ့ပေါ့နော်ဇက်ကိုထင်းတာဟာသကအနေနဲ့လက်ခံတာဒါပေမဲ့ ထရိုက်တာရာဇဝင်ကိုရဲ့ဒီဇက်ပေါ်မှာသူလိုချင်တဲ့ပုံစံကရိုက်ရင်းနဲ့မှပြည့်ပြည့်သိလာတာဟာတာတည်တဲ့မဟုတ်ပဲနဲ့အလိုသူကဇက်ကလေးရနေနဲ့ဆဲနေပေါ့နော်အဟာတာဟိုမှာဒရမလေးလည်းပါတယ်တင်ညာပေလေးလည်းပါတယ်အဲအဲ့လိုဖန်စီလေးလည်းပါတယ်ချစ်စရာလေးပေါ့နော်ပုံစံစုံလေးတွေကိုအမှုပညာရှင်နေပဲအတိတ်ရလူတွေအများကြီးပေါင်းပြီးတော့ရက်ကူထားတဲ့ကလေးလေးဖြစ်ပါတယ်တဲ့အတွက်လည်းအဲ့မှာဆိုရင် character 3မျိုးလောက်ကိုခွဲပြီးတော့မုတ်3မျိုးလောက်ချိန်ပြီးလောက်ထားရတဲ့အဲဇာကဖြစ်ပါတယ်လို့အဲတရားလေးလဲစူးစမ်းထားဖြစ်တဲ့အတွက်အဲတစင်းချင်းစီတိုင်းကိုလဲဘောတော့ပထမဆုံးစဆင်းရစပြီးတော့တကားလုံးကိုမယူသွားရအောင်ကိုကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။လာရောအားပေးပေးပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။အလားမပြတ်စတတ်ရသေးတာ။ဘွေရပညာတတ်တယ်အောင်လေ။အဲ့ပညာမတတ်ဘူး။ကိုကျော်တတ်အောင်ဆိုလို့ရှင်တော်တော်လေးကို ဒီကအတွက်အချိန်ရောလူရောအရင်ပြန်မှန်ခံပြီးတော့အဲစူးစမ်းထားရပြောမှာပေါ့နော်အရင်ပူအိုက်နေရရာဒီဥရုဒုစရနဲ့ရိုက်ကူးရေးဆိုအဲ TV screen ပေါ်မှာကြည့်ရင်အေးဆက်နေတာထင်လားအကောင်းစားတတိယရေမှာအေကိုနေတော့ရှိရဲဒါပေမဲ့တလုံးမှဖွင့်ခွင့်မရဘူး အဲကောအသက်ထွက်မှာဆိုလို့ပြီးနေပူကြီးထဲမှာတော့အဲလိုမျိုးပေါ့နော်မိရဲ့ထက်ထိုးတာအဲလိုဒုက္ခကြီးကြားထဲမှာမှာဒီခေါင်းကသူမိုးလောက်ထားတဲ့ဆီလီကွန်အတုကိုတဘာဝကြအောင်သူ့မှာနိုင်နဲ့ချီပြီးနေတိုင်းခေါင်းကိုက်ခံပြီးတော့အဲ့ဒါတက်ပြီးတော့သူစူးစမ်းထားတဲ့ဒီ character တခုအတွက်ပြင်ဆင်မှုသိချာလေးလှုပ်ထားတယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဒီအတွက်လည်းကိုကျော်ထအောင်တကယ်ချီးကျူးပါတယ်ကိုရီတာကပြင်ဆင်တဲ့အပိုင်းရောကျွန်တော်ဂျိုးကြလေးကိုလာတင်တော့တာပါ မောင်ကန်ကောင်းကအဲတရက်ကွက်ထဲသားချင်းလည်းဖြစ်တယ်လေအเจ้าကလည်းတီဗီသားအဲယူလဲယူသားတော့လေပြီးတော့အစိုးဆိုလို့ရှိရင်တပထမဦးဆုံးအပြင်မာရောအဲရုပ်ရှင်ထဲမှာဒီကားရိုက်မှာစုံကားရိုက်မှာစဆုံတာပေါ့နော်အဲကမှာစူးကဟိုအเจ้าမဆိုပေမဲ့ပြောရမယ်ဆိုလို့ရှိရင်အဲပြောရမယ်ဆိုလို့ရှိရင်ဟာပြောအားလုံးပြောကြအเจ้าမအเจ้าမအเจ้าမမဟုတ်ဘူးလုံးဝအနေနဲ့တိလာအဲ့လိုဖြစ်မနေဘူး တကယ်မိခင်တယောက်ရဲ့မေတ္တာတွေဟိုလုံးဝပေါ်လွင်နေပေါ်လွင်နေခါကျကြီးရဲ့သူကတော့မှသူ့ကိုအော်ဒီမှာဟိုပြောရမလဲဟိုအချောင်မေကြီးကသမီးလေးကိုမွေးစားလိုက်တယ်ဆိုရက်ဥလုံးဝမရဘူးလုံးဝမရပဲနဲ့တကယ်မိခင်တယောက်အမေမိန်းမတယောက်လို့ကိုသူ့ကိုမြေဝါလောက်အောင်ထတ်တောင်မိသွားတယ်အဲ့လိုအဲ့လောက်ထိသူတရုပ်ဆောင်နိုင်တယ် အဲကရီတာကိုချိန်နိုင်တယ်တကယ်စိုးကိုလည်းတကယ်အရင်ချီကျူးရယ်ပြီးရင်လင်းလင်းရဲ့တွက်လက်မှုတွေကတော့တက်ပြောစရာမလိုလောက်ကိုသူကရီတာတွေကတော့ကွတ်တီပေါ့နော်ဇက်ကိုအကောင်ဆုံးပို့ပေးနိုင်ပါတယ်လူကြည့်တော့ဂျိုင်းတိုင်တိုင်နဲ့ဒီလိုစရာအိုကကညပြိုစိုက်စရာလား ညံ့နာပြန်ကြကတော့လက်ဖို့တိုင်မယ်တဲ့ရုပ်ရှင်ကားတွေကအဲပြောရမယ်ဆိုလို့ရှိရင်မနစ်ကတော့ရုပ်ရှင်ရုပ်တရုံလုံးကို contract ဆွဲထားတယ်လို့မျိုးလောက်လျှောက်ထက်ကားတွေတော့လျှောက်တက်တယ်ပေါ့နော်ဒီနှစ်တည်းမှာတော့တဲ့ရုပ်ရှင်ကားကြီးကတော်တော်လေးကိုပါတယ်လို့ပြောရမယ်တဲ့ series ဘိုင်းကိုပို့ပြီးတော့အားစိုက်ဖြစ်တာလည်းမရတယ်ရုပ်ရှင်ကားမှလည်းတက်ကားတိုင်းလည်းမရိုက်ဖြစ်ဘူး series ပွင့်လိုက်ပြီးဆိုညင်းပြတာလည်းများရပေါ့နော်အဲ့တော့ဒီနှစ်တည်းမှာဒီနှစ်ကုန်တည်းမှာဆိုလို့ရှိရင်တဲ့အမတ်တရကားဆိုဒီကားလေးကအဲဟိုသူချာလို့ပြောလို့ရပါတယ်ဟိုကနဝင်း ငတိုးကမှဆိုလို့ရှိရင်တော့ဒါကိုနေတိုးအတွက်တက်ကကြတော့ဟို character အရင်အများကြီးလုခွင့်မရှိဘူးပေါ့နော်စပါရစင်းနေဒီကားလေးရောက်တဲ့အတွက်တကယ်အမှတ်တရပါပဲအဲ့တော့ဟိုယုံတင်ပါဟိုစောင့်နေကြရဲလွမ်းနေကြရဲရိုက်ပါအောင်လို့ပြောရပြည့်တဲ့တူတယောက်ချင်းစီရဲကျေးဇူးအများကြီးတင်ပါတယ်အားပေးပေးပါအောင်လို့ပြောချင်ပါတယ်ရှင်